ကေရိုင်းနီယာကတော့ဘိုနီကေကိုလုံးဝပြစ်သက်တွေထိမှတ်မထအောင်အနိုင်ယူပြသွားခဲ့ပြီးတော့ဒီပွဲကိုအနိုင်ရရှိအောင်လုပ်သွားခဲ့တဲ့အောင်လာအန်ဆန်တို့အဖွဲ့ကိုလေကျေးဇူးတင်သွားပါတယ်ရိုင်းနီယာကတော့လုံးဝကိုထိမှတ်မထလောက်အောင်လုပ်ပြသွားတာပါဒီပွဲမစခင်မှာအလုံကဘိုနီကေကရိုင်းနီယာထက် striking ဘိုင်းမှာပိုတာတယ်ဒါကြောင့်သူပဲနိုင်လိမ့်မယ်ဆိုပြီးတော့ခံမှန်ထားခဲ့ကြပါမယ့် ရိုင်းနီးယားရဲ့အားသာချက်မဟုတ်တဲ့ striking နဲ့ပဲရိုင်းနီးယားကတီးတီးငြိမ်ငြိမ်လေးနဲ့ပဲအနိုင်ယူပြသွားခဲ့တာကြောင့်ရိုင်းနီးယားဟာဘောနပ်စူဂျီကို UFC မှာသိမ်းပြသွားခဲ့တာလေးဖြစ်ပါတယ်။အခုလိုမျိုးရိုင်းနီးယားက UFC မှာအနိုင်ယူပြသွားတဲ့အချိန်မှာ World Champion ရှိကတော့ Malik King ကရိုင်းနီးယားကိုအနိုင်ယူခဲ့တဲ့ရုပ်သံဗီဒီယိုတွေကိုသူတို့ရဲ့ Facebook လူမှုကွန်ရက်ဆမ်မနာပေါ်မှာတင်လာခဲ့ပါတယ်။သူများအောင်မြင်နေတဲ့အချိန်မှာအခုလိုမျိုးလောင်ပြောင်လိုက်သလားလို့အောင်မြင်ရတယ်။ Blue FC ဖြစ်ပါ1 Championship က Rainier ဟာသပွဲနှစ်ပွဲ Malikin စီမှာရှုံးနေလိုက်တာနဲ့လုံးဝကိုပြစ်ပယ်ထားလိုက်တာပဲဖြစ်ပါတယ်။ပွဲလေလုံးဝမဖန်တီးပြတော့ဘူး။ Rainier ကလေနော်သူ့မှာအရွယ်ကောင်းရှိသေးတယ်ဆက်လက်ပြီးတော့သူ့သက်လောက်ရမယ့်အရာတွေအများကြီးရှိသေးတယ်။အခုလိုမျိုးတနေ့နေ့သူ့ကိုပြစ်ထားတဲ့1 Championship စီမှာဆက်လက်မနေတော့ဘူး။ Zone ကန်ထွက်သွားပြီး1 Championship ရဲ့မကောင်းကြောင်းတွေကိုဖြန့်က UFC မှာပဲအခုချိန်မှာဆရာသူစုဖြစ်နေပြီလေဖြစ်ပါတယ်။ US မှာတကယ်ကိုမှ CRG တွေကိုပဲဘဲဥခွဲပြနေပြီလေးဖြစ်ပါတယ်။ US မှာခုဆိုရင် Rainier ဟာ၃ဘွဲထူရမှာ၃ဘွဲစလုံးကိုကျွန်တော်အနိုင်ရရှိထားလိုက်ပြီလေးဖြစ်ပါတယ်။ဒီဟာရခိုင်နှုန်း win rate ကိုဆက်လက်ပြီးတော့ထိန်းထားလိုက်ပြီဖြစ်တယ်။ဗီဒကကျ Rainier အတွာတကယ်ကိုမှရှားမှရှားတဲ့ striking TKO မျိုးတော့ရယူသွားခဲ့တာဖြစ်တယ်။တကယ်ကိုလေးလေးစားစရာပါ။ဗီဒကကျတော့ဒီကနေ့မှာတော့ Rainier ကတော့အောင်လာအန်ဆန်တို့အဖွဲ့ကိုအထူးသဖြင့်ကျေးဇူးတင်သွားတယ်။ ်ရိုင်းနီယာဟာသူ့ရဲ့အားနဲ့ချက်ကပါလေဆိုတာနားလေသူ့ရဲ့အားနဲ့ချက်က strike game ပါနော် strike game ဘိုင်းမှာတကယ်တကယ်ကိုမှနာမည်ကြီးတဲ့အွန်လန်အန်ဆန်တို့ရဲ့ဂျင်းဖြစ်တဲ့နော် kick clap fc မှာသွားရောက်ပြီးတော့သွားလေ့ကျင့်နေနော်လိုအပ်ချက်တွေကိုဖြည့်တယ်ပေါ့ဗျာအဲ့ဒီမှာအွန်လန်အန်ဆန်နဲ့ဘိုင်ဝမ်လေ့ကျင့်နေဗျာနော်အွန်လန်အန်ဆန်ကိုယ်တိုင်ကလည်းရိုင်းနီယာကိုတည်တည်ချာချာလေး strike game ဘိုင်းမှာလေ့ကျင့်ပြင်ဆင်ပေးကြတာကိုလည်းတွေ့ရတယ်ဒီလိုချိန်မှာပဲပြည်သူတွေကတော့ပြောနေပါပြီ right near ဟာသူ့ရဲ့အားနဲ့ချက်ဖြစ်တဲ့เนาะ striking ဘိုင်းကိုတကယ်ကိုမှ striking အလုံးလုံးကောင်းကြတဲ့ဂျင်းဖြစ်တဲ့ K Club FC မှာသွားရောက်လေ့ကျင့်နေအောင်လန့်အန်ဆန်းကြတော့သူမှနဗန်စကီကအရင်ညာနေဒါမင်းနဗန်စကီအရေးချင်းကိုဖြိမနေတော့ဘဲနဲ့เนาะသူကသူ striking ကြီးပဲပုံမူပြီးတော့လေ့ကျင့်နေကစားတယ်နောက်ဆုံးမှကြတော့သူ့ဘွားကိုဆွဲချသွားတာကသူ့ရဲ့အားနည်းချက်ကနဗန်ဖြစ်တယ်နဗန်ကပဲသူ့ဘွားကိုဆွဲချသွားခဲ့တာပဲဖြစ်ပါတယ်ဒါကလေသင်ခန်းစာပါပဲเนาะရိုင်းနီယာကတော့အကောင်းဆုံး ဒီအားနည်းချက်တွေကိုပြင်ဆင်ပြီးတော့ခုချိန်မှာ UFC မှာအကောင်းဆုံးတောက်ပပြားနေပြီလေဂျပါရီဗျာ